ကဘာပေါ်လူရဲ့တန်းပေါင်း900လောက်ခန်းစားနေရတဲ့ ADHD ယောဂအကြောင်းပြောလိုက်ကြရအောင်ဒီယောဂဟာလူကြီးရောကလေးတွေမှာဖြစ်တတ်တာဖြစ်ပြီးတော့ကလေးတွေမှာဖြစ်နေတဲ့ ADHD ကိုမကုသပဲထားမယ်ဆိုရင်တော့သိကလေးအတွက်အစိုးရတွေအများကြီးဖြစ်လာနိုင်ပါတယ်ဒီတော့ကိုယ့်ရဲ့ကလေးမှာရော ADHD ယောဂရှိမရှိကိုဒီဗီဒီယိုကိုကြည့်ပြီးတော့စမ်းသပ်ကြည့်လိုက်ကြရအောင်ဆိုတော့အခုဗီဒီယိုထဲမှာနံပါတ်1 ADHD ဆိုတာဘာလဲနံပါတ်2 ADHD ရဲ့လက္ခဏာတွေကဘာတွေလဲနံပါတ်3 ကိုရိုင်းကြောင်တွင်းနေရတဲ့ ADHD ဒါမှမဟုတ်ကိုသားသမီးမှာဖြစ်နေတဲ့ ADHD ကိုဘလို့ပြအောင်ကုကြမလဲစတဲ့ ADHD နဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် Attention Deficit Hyperactivity Disorder လို့ခေါ်တဲ့ ADHD ဆိုတာကလူရဲ့စိတ်ကိုတနေရာထဲမှာအာရုံမဆိုင်နိုင်အောင်လုပ်တဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုပါဒီယောဂကလူကြီးရောကလေးပါဖြစ်တတ်ကြပေမဲ့ကလေးတွေမှာအဖြစ်များပါတယ်။ကလေးတွေမှာအဖြစ်များတယ်ဆိုတဲ့အတိုင်းပဲယောဂလက္ခဏာတွေကလည်း ကလေးတွေစီမှာပို့ပြီးတော့တည်တာပါတယ်။ဒါပေမဲ့လူကြီးတွေစီမှာဖြစ်တာနည်းတယ်ဆိုပြီးတော့ပေါ်ဆာလို့မရပါဘူး။လူကြီးတွေဖြစ်နေတဲ့အာယုံဆူဆိုင်နိုင်စွမ်းအာနေချင်း ADHD ကကလေးဘဝမှာဖြစ်ခဲ့တဲ့ ADHD ရောဂါကြောင့်ပဲဖြစ်ပါတယ်။ဒီလိုကနေဒီရောဂါကိုသင်ချပြအောင်ကုသတာမျိုးမလုပ်ခဲ့တာကြောင့်နောက်ပိုင်းအရွယ်ရောက်တဲ့အခါမှာတော့ရောဂါလက္ခဏာတွေပြန်ပြီးပေါ်လာတာပဲဖြစ်ပါတယ်။ ADHD ကိုစိပညာပိုင်းကနေပြောရရင်တော့သူက လူတရားရဲ့အာယုံဆူဆိုင်မှု စိတ်ဆန္ဒတွေနဲ့ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကိုအုံနောက်ကတစ်ဆင့်ပြန်ပြီးတော့လေပတ်ပေးတဲ့အချိန်မှာဖြစ်လာတတ်တဲ့အာယုံကျောဆိုင်ရာယောဂတစ်ခုပါ ADHD ကိုဖြစ်တတ်တဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့အုပ်စုသုံးစုခွဲထားပါဗျ။အဲ့ဒါတွေကတော့ Predominantly Inattentive Presentation, Predominantly Hyperactive Presentation နဲ့ Combined Presentation ဆိုတဲ့သုံးမျိုးပဲဖြစ်ပါဗျ။ ဒီသုံးခုမှာပထမတစ်ခုဖြစ်တဲ့ predominantly in attentive presentation ဆိုတဲ့အဆင့်ကလူတယောက်ကိုအာယုံနဲ့လင်းနေစေတဲ့အပိုင်းမှာဒီအုံစုံဖြစ်နေတဲ့လူတွေမှာအာယုံစိုက်ဖို့ခက်ခဲစေတာလွယ်လွယ်နဲ့အာယုံပြန့်လွယ်တာနဲ့မေးတာတွေပဲဖြစ်ပါတယ် predominantly hyperactive presentation ဆိုတဲ့အုံစုံမှာကြတော့ hyperactive ဆိုတဲ့အတိုင်းလူတယောက်ကပုံမှန်ထက်ပိုပြီးတော့တကြွလှုပ်ရှားနေစေတာမျိုးပါ။ကနာမငိမ့်တာ။လှုပ်စင်တာတွေများတာ။ တခြားသူတွေကိုလိုင်းနောက်ရှက်တာနဲ့တနေရာထဲမှာငငင်းထိုင်နေတာတွေက deep predominantly hyperactive presentation မှာဖြစ်တာတွေပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ combined presentation မှာသူကတော့ကျန်တဲ့အဆင့်တစ်ခုဖြစ်တဲ့ predominantly inattentive presentation နဲ့ predominantly hyperactive presentation နှစ်ခုလုံးကအခြေအနေတွေပေါင်းပြီးတော့ဖြစ်တဲ့အုပ်စုပါ။ဒီအုပ်စုကတော့ကျန်တဲ့နှစ်ခုထပ်ပို့ပြီးတော့ပြင်ထန်ပါတယ်။ဒီလက္ခဏာတွေကပုံမှန်လူတွေမှာလည်းမြင်တွေ့နေရတတာကြောင့်ရောဂါဖြစ်နေရလားဒါမှမဟုတ် မဖြစ်ဘူးလားဆိုတာကတော့ထင်အောင်ထင်မှားဖြစ်နိုင်တယ်မျိုးတော့ရှိပါတယ်ဒါပေမဲ့ ADHD ဖြစ်နေတဲ့လူတစ်ယောက်ကဒီလက္ခဏာတွေကိုအခြေအနေမျိုးစုံမှာဖြစ်နေတတ်တာမျိုးပါနေရာဒေသမရွေးပဲခဏမနေတာအာယုံဆိုင်မရတာတွေကကြောက်အလုပ်မိသားစုတငယ်ချင်းစတဲ့အခြေအနေမှာတော့လက္ခဏာတွေကိုတိတိတတ်တတ်မြင်ရမှာပဲဖြစ်ပါတယ်လေးလာချက်တွေအရတော့ ADHD မှာတရားဝင်သတ်မှတ်ထားတာမရှိတဲ့အုပ်စုတွေလည်းရှိနေနိုင်တယ်ဆိုပြီးတော့တွေ့ရပါတယ် ဒါပေမဲ့ဒါတွေကမျိုးရိုးဗီဇကိုအခြေခံပြီးတော့လေးလာထားချက်တွေပဲရှိသေးရကြောင်းအခုပြောပြထားတဲ့ ADHD အုပ်စု၃ခုအပြင်တခြားအုပ်စုတွေကိုတော့တရားဝင်ညာထားတာမျိုးမရှိပါဘူး ADHD မှာရှိတဲ့အုပ်စုတွေအကြောင်းပြောပြပြီဆိုတော့နောက်ထပ် ADHD ဖြစ်နေတဲ့သူတွေမှာပြတ်တဲ့ပုံစံလက္ခဏာတွေအကြောင်းကိုလည်းပြောပြပေးပါမယ် ADHD ရောဂါရှိတဲ့ကလေးတွေကအသက်၁၂နှစ်ဝန်းကျင်လောက်ဆိုရင်လက္ခဏာတွေပြလာတတ်ပြီးတော့တချို့ကလေးတွေဆိုရင်လည်းအသက်၃လနှစ်လောက်ကတည်းကလက္ခဏာပြတာမျိုးတွေရှိတတ်ပါတယ် လူကြီးတွေကတော့သူတို့ဖြတ်တန်းရတဲ့တနေ့တာ အတွေ့အကြုံတွေနဲ့ငယ်ဘဝကကျန်နေတဲ့ ADHD ကနေတဆင့်အရွယ်မရွေးလက္ခဏာပြန်ပြနိုင်တာပဲဖြစ်ပါတယ်။ ADHD ရောဂါလက္ခဏာနဲ့ပတ်သက်ပြီးတော့အုတ်စုနှစ်ခုရှိပါတယ်။အဲ့ဒါကတော့ inattention နဲ့ hyperactivity impulsivity ဆိုတဲ့နှစ်ခုပါ။ဒီအုပ်စုနှစ်ခုမှာ အုပ်စုတစ်ခုကိုလက္ခဏာ6ခုစီရှိပြီးတော့နှစ်ခုပါဝင်တော့18ခုရှိပါတယ်။ In attention အုပ်စုကတော့အယုံဆိုင်မရတဲ့လူတွေရဲ့အုပ်စုဖြစ်ပြီးတော့ hyperactivity impulsivity ကတော့ခန္ဓာမနေတဲ့လူတွေရှိတဲ့အုပ်စုပါကိုယ်ပတ်ဝန်းကျင်မှာညင်နေလို့မရဘဲနဲ့တခုမဟုတ်တခုလုပ်တဲ့သူတို့မြင်မှုကြတယ်မလားသူတို့တွေကတော့တရားဥစုတွေမှာပါပါတယ်ကလေးတွေဆိုရင်လည်းတနေရာထဲမှာညင်ထိုင်နေရမျိုးမလုပ်ကြဘဲနဲ့လက်ခတစ်ခုခုကိုကလိနေတဲ့သူမျိုးတွေပါ in attention အုပ်စုမှာရှိတဲ့လက္ခဏာ၉ခုကတော့အသေးအမွှားကိစ္စတွေကအစာအယုံဆိုင်လို့မရဖြစ်ပြီးမမတဲ့အမားတွေကိုလှုပ်တတ်တဲ့သူဥပမာစာဖတ်နေရင်နဲ့စာလုံးတွေကိုကြော်ပြီးဖတ်မိတာမျိုးနဲ့ တင်းချာတက်တာမျိုးတွေမှာမမတင်းတာမျိုးတွေကိုမှားတာသူများတွေနဲ့တန်းတူအာယုံမဆိုင်နိုင်ပဲလွယ်လွယ်အာယုံလင်းနေသူတဖက်သူပြောနေတဲ့စကားတွေကိုတင်းချာခရုတဆိုင်နားမထောင်နိုင်တဲ့သူဥပမာနားထောင်နေရင်တော့ဘာမှမသိလိုက်ပဲနှစ်ခါပြန်ပြောရတဲ့သူမျိုးလုပ်ငန်းခွင်ကြောင်းစားတဲ့နေရာတွေမှာချမှတ်ထားတဲ့လမ်းညွှန်ချက်တွေကိုတင်းချာလိုက်မလုပ်နိုင်နိုင်မျိုးနဲ့ပြီးရမလုပ်နိုင်တဲ့သူဥပမာအင်စာလုံးနေပေမဲ့ပြီးရမလုပ်နိုင်မဲနဲ့တခြားအရာတွေကိုလိုက်ပြီးလုပ်တဲ့သူမျိုးပါကိုလိုရမယ့်အလုပ်တွေတာဝန်တွေကိုတိကျမစီမံနိုင်တဲ့သူ ဥပမာကိုယ့်ရဲ့အလုပ်စပွဲကရှုပ်ပွားနေရမျိုးနဲ့အလုပ်တစ်ခုကိုဘယ်ဟာဆောက်လို့ရမှန်းမသိတာမျိုးလုံမဖြစ်မဲ့အလုပ်တွေကိုမလုပ်ဘဲနှောင့်နှေးနေတဲ့သူမလိုအပ်ပဲပစ္စည်းတွေခဏခဏပြတ်တက်တဲ့သူတွေနဲ့မေ့တက်တဲ့သူလွယ်လွယ်နဲ့အာရုံပြန့်နေတဲ့သူ ဥပမာအိမ်ပြင်ရငှက်ကိုငေးနဲ့လုံးလဆအလုပ်တွေကိုမင်းနေတဲ့သူမျိုးပါနေ့စဉ်လုပ်နေကြအလုပ်တွေကိုမင်းနေတဲ့သူဥပမာနေ့လယ်စာစားဖို့မင်းတိုင်းမျိုးနဲ့ချိန်ထားတဲ့ကိစ္စတွေကိုမင်းနေတဲ့တာမျိုးပါဒီအဆင့်ကိုစင်ကအင်အတန်ရှင်းအုပ်စုမှာရှိတဲ့သူတွေဖြစ်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်အခုနားထောင်နေတဲ့လူတွေရဲ့အနီးမှာဒီလိုလက္ခဏာတွေရှိတဲ့လူတွေတွေ့ရဆိုရင်တော့သိကြပါဗျသူတို့က ADHD ယောဂရဲ့အင်အတန်ရှင်းအုပ်စုတွေကလူတွေပဲဖြစ်ပါတယ် နောက်ထပ် hyperactivity impulsivity ရဲ့လက္ခဏာ၉ခုကတော့ခန္ဓာကိုယ်ကအငြိမ်မနေပဲတစ်ခုမဟုတ်တစ်ခုလုံးနေတတ်တဲ့သူဥပမာခြေထောက်ကိုလုံးနေရတဲ့ထိုင်ခုံကိုလှည့်နေရမျိုးပါအရေးကြီးတဲ့အချိန်တွေမှာတနေရာထဲမှာထိုင်မနေနိုင်ပဲနဲ့ရှောက်သွားနေတတ်တဲ့သူမလုံးသင့်တဲ့အချိန်မှာတကားတို့နိုင်ရင်တို့ပေါ်မှာခိုပြီးတော့ဆော့တတ်တဲ့သူဒီလက္ခဏာကတော့ကလေးတွေမှာပဲမြင်ရတတ်ပါတယ်တနေရာထဲမှာငြိမ်မနေပဲပြေးနေတတ်တဲ့သူမျိုးနဲ့တိတ်တဆိတ်မနေနိုင်တဲ့သူစကားအဆက်မပြတ်ပြောနေတတ်တဲ့သူတခုမဟုတ်တခုလုံးနေပြီးတော့အနာမြူတတ်တဲ့သူ အထင်းချုံမရှိဘဲမလိုတဲ့ဇကားတွေကိုပို့ပြီးပြောမိတဲ့သူသူများဇကားပြောလို့မဆုံးခင်မှာဂျားပြက်ဝင်ပြောတတ်တဲ့သူတခုခုကိုစောင်းရတဲ့အချိန်မျိုးမှာကိုယ်လည်းရောက်တဲ့အထိမစောင့်နိုင်ပဲဂျားပြက်နှောက်ရှက်တတ်တဲ့သူနောက်ဆုံးတစ်ခုကတော့ကို့အနာကလူတွေကိုအနှောက်ရှက်ဖြစ်အောင်လည်းနှောက်ရှက်တဲ့သူစတာတွေပဲဖြစ်ပါတယ်ဒါတွေကို hyper activity impulsivity အုပ်စုကလူတွေစီမှာတိတိတသားမြင်ရမှာပဲဖြစ်ပါတယ် ဒီလက္ခဏာတွေထဲမှာ inattention လက္ခဏာတွေကို မိန်းကလေးတွေစီမှာတွေ့ရတာများပြီးတော့ hyperactivity impulsivity မှာတော့မိန်းကလေးကနည်းပါတယ်ဒီတော့အခုဗီဒီယိုကိုကြည့်နေတဲ့လူတွေထဲမှာရောဒီလက္ခဏာတွေဖြစ်နေပြီလို့ကိုကိုကိုတွေးနေတဲ့သူတွေပါကြလားဒါဆိုရင် ADHD သမားတွေဖြစ်တဲ့လက္ခဏာတွေအကြောင်းကိုပြောပြပြီးဆိုတော့ကျမတို့တွေကိုဘလို့အချက်တွေက ADHD ဖြစ်စေတယ်လဲဆိုတာကိုစက်ပြီးပြပြပေးပါမယ်။စကားမဆက်အခုလိုစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကြောင်းတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ရှင်တို့ application နဲ့မှာအများကြီးသွားအောင်ဖတ်ရှုလို့ရပါတယ်ရှင်။ Channel application ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေအစာအပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ထားပေးပြီးတော့အတန်နဲ့ဥစားနဲ့ပါဖတ်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ Channel application ထဲမှာအနည်းချုပ်သွားရောက်ဖတ်ရှုနားဆင်လို့ရပြီဖြစ်ကြောင်းတင်ပြကောင်းပါလိုက်ပါတယ်ရှင်။အနည်းဆုံးနဲ့အားမရလို့အစာအဆုံးဖတ်ချင်နေဆိုရင်လေ Full Audio အနေနဲ့အစာအဆုံးနားထောင်လို့ရနေရကြတော့အခုပဲ Play Store နဲ့ App Store မှာ download သွားဆက်လိုက်ဖို့တက်တွန်းလိုက်ပါရရှင်။ဒီတော့ video ကိုပြန်ဆက်လိုက်ကြရအောင်။ လူကြီးတွေနဲ့ကလေးတွေမှာ ADHD ဖြစ်စေတဲ့အချက်တွေကတယောက်နဲ့တယောက်မတူကြပါဘူး။တချို့တွေကကလေးတွေမှာဖြစ်တတ်တဲ့ ADHD ကမိဘတွေရဲ့အုတ်ထိပ်မှုပုံစံလဲမလာတာတွေနဲ့ဗီဒီယိုဂိမ်းတွေအဆော့များတာကြောင့်လို့အတင်မတတ်ကြပါဗျ။တကယ်တမ်းတော့ဒါတွေနဲ့မဆိုင်ပါဘူး။ ADHD ဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာမျိုးဝင်လိုက်တာကြောင့်ဖြစ်တဲ့ ADHD ပမာဏက80ကနေ80ရာခိုင်နှုန်းလောက်ထိရှိပါတယ်။ကိုယ်အယုံဆက်လိုက်တဲ့အရာတွေနဲ့စုံမချက်တွေကိုချတဲ့အချိန်မှာ အုံနာရဲ့လွဲမားတဲ့လှုပ်ရှားမှုတွေကြောင့်လည်း ADHD ဖြစ်စေနိုင်တဲ့မျိုးတွေရှိတဲ့အပြင်လူကြီးတွေမှာဆိုရင်အရက်ဆေးရွက်ကြီးနဲ့စိတ်ဖိစီးမှုတွေကြောင့် ADHD ဖြစ်စေနိုင်ပါတယ်။တချို့တွေကြတော့လည်းဒီအချက်တွေအားလုံးနဲ့မကန့်ညီဘဲနဲ့အကြောင်းရင်းရှာမရဘဲနဲ့ကို ADHD ဖြစ်တာမျိုးတွေလည်းရှိပါတယ်။ ADHD ရဲ့မျိုးလိုက်တဲ့ရာခိုင်နှုန်းကတော့အမွာမောင်နှမတွေမှာဆိုရင်တရားဖြစ်တာနဲ့နောက်တရားမှာထပ်ပြီးဖြစ်နိုင်မှုအတွက်85ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိကိုတည်ကြပါဗျ။ မျိုးရိုးလိုက်တာအပြင် နောက်ထပ် ADHD ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုကတော့ဘေးပတ်ဝန်းကျင်ပဲဖြစ်ပါတယ်။ထင်တာအောင်ပြောရမယ်ဆိုရင်တော့ကိုယ်ဝန်ဆောင်နေတဲ့ကာလမှာအမေကဆေးလေးတောက်တာမျိုးဆေးသုံးတာမျိုးနဲ့မိခင်ရဲ့ဆေးပစ္စည်းမျိုးတွေကမွေးလာတဲ့ကလေးကို ADHD ဖြစ်စေနိုင်တာမျိုးပါဒါရင်မကသေးပါဘူး။လမ်းမပြေပဲကလေးမွေးတာအိမ်တွင်းပြဿနာတွေများတဲ့အိမ်မှာကြီးပြင်းရတာအဲအစားမမှန်တာနဲ့မာရင်းနဲ့အုတ်ထိတ်မှုတွေကလည်း ADHD ဖြစ်စေနိုင်ပါတယ်။ဒါ့အပြင်တချို့တွေကတော့အုတ်ထိတ်မှုတစ်ခုတည်းကြောင့်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ကျန်တဲ့အချက်တွေကလည်းအများကြီးတက်ရောက်မှုရှိပါတယ်။ဒါဆိုရင် ADHD ဖြစ်စေနိုင်တဲ့အကြောင်းအရင်းကိုပြ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 ဖြစ်လို့နောက်ထပ် ADHD ဖြစ်လာရင်ဘယ်လိုကုသရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆက်ပြီးပြပြပေးသွားပါမယ်။ ADHD ကိုကုသဖို့အတွက်နီးလန်းတွေအဆင့်တွေအများကြီးရှိပါတယ်။ ADHD လက္ခဏာတွေကကျမတို့တွေအကုန်လုံးတစ်ချိန်မဟုတ်တစ်ချိန်ကြုံတွေ့ဘူးကြပါတယ်။အဲ့ဒီထဲမှာမှအပေါ်မှာကျမပြောခဲ့တဲ့ in attention နဲ့ hyper antibody impossibility အုပ်စုနှစ်ခုတည်းကလက္ခဏာတွေရဲ့အချက်၆ချက်နဲ့ကပ်ညီနေရလို့ထင်နေဆိုရင်တော့ဟုတ်ပါတယ်။မိစွေက ADHD ဖြစ်နေဖို့များပါတယ်။ ADHD လက္ခဏာတွေတည်းကတချို့လက္ခဏာတွေကြတော့ sleep disorder, bipolar disorder, depression နဲ့ anxiety disorder ယောဂတွေနဲ့ပုံစံတူတာမျိုးရှိရကြောင်းကိုယ်တိုင်ဝင်ခဲ့ရခက်တိုင်မျိုးတွေလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်အခုနားထောင်နေတဲ့သူတွေထဲမှာကိုက ADHD ယောဂဖြစ်နေရလားဆိုပြီးတော့ စိတ်ထဲမှာမတင်ငါဖြစ်နေတဲ့သူတွေပါတယ်ဆိုရင်တော့စိတ်ပိုင်းဆိုင်ရာကုသရာဝန်နဲ့တိုင်ပင်ဖို့အတွက်အကြံပေးချင်ပါတယ်။ ADHD ယောဂကိုရှင်းရှင်းလင်းလင်းကုသပြောက်ကွင်းမှုအတွက်ဆိုရင်တော့ကျန်းကျင်တဲ့သူတွေနဲ့ဆွေးနွေးတိုင်ပင်တာကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ဒါကြောင့် ADHD ယောဂဖြစ်နေပြီလို့ကိုကိုကိုတန်တရားရှိနေတယ်ဆိုရင်တော့အခုပဲကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ကုသဖို့အတွက်ပြောချင်ပါတယ်။အခုဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျမအနေနဲ့သင်ခန်းစာရမိတဲ့အချက်၃ချက်ရှိပါတယ်။အဲ့ဒါတွေကတော့နံပါတ်၁ကိုရင်းတတိမထားမိလိုက်တဲ့အချိန်မှာပဲ ကို့မှာ ADHD ရောဂါရှိနေရမှဖြစ်နိုင်ပါတယ်။နံပါတ်1 ADHD ကိုမကုသပဲထားမယ်ဆိုရင်မျိုးလိုက်တဲ့ယောဂါတစ်ခုဖြစ်လာနိုင်တယ်။နံပါတ်3ကိုရိုင်းနဲ့ကုပ္ပဝင်စင်ကသူတွေမှာ ADHD ဖြစ်နေရလို့တန်တရားရှိနေရဆိုရင်ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့အမြန်ဆုံးဆွေးနွေးတိုင်ပင်တဲ့စာရတွေပဲဖြစ်ပါတယ်။ဒါကြောင့်အခုပြပြသွားတဲ့ ADHD အကြောင်းနဲ့ပတ်သက်ပြီးကိုရောင်ရော ADHD ဖြစ်နေပြီလားဆိုတာပြဿနာမြင်ရလားဆိုတာကိုကိုပေါ့မှာပြောခဲ့ပေးပါအောင်ရှင် ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။